နေ့ကြရင်ကျွန်တော်တို့ဘယ်သူတွေပြက်သွားမလဲဆိုတာပြီးလားဒီလိုလူတွေဖြစ်ပါလေနော်ကျွန်တော်တို့ကပြန်လာနေမလုပ်နိုင်တဲ့အခါမှာနောက်ပြီးတော့ခါကြတော့သူတို့လိုတဲ့အရာတွေမပေးနိုင်တဲ့အခါမှာကျွန်တော်တို့ကိုပြက်သွားမှာပြီးတော့ကျွန်တော်တို့မလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ရဲ့ရေသေးကိုမြစ်တယ်ပို့လို့လေကျွန်တော်တို့ရေသေးကမကောင်းဘူးညံ့နေတယ်ဆိုလို့ရှိရင်ဘလူကကျွန်တော်တို့ပြက်သွားမှာပဲနောက်တစ်ခုကဘလူကအပြန်လန်လိုချင်လို့လာတာအပြန်လန်မရတဲ့အခါမှာသွားလိုက်ကြတာပဲဒါကတော့သဘောပဲလေထွက်လဲဝင်လိုက်ကျတော့ကောင်းမှာတော့ ါနေ့တိုင်းလို့ထွက်လိုက်ဝင်လိုက်ပြန်များတယ်သူတို့ကပြန်မလုံနိုင်တဲ့ခါမှာသူတို့ကနေပြီးတော့ပြန်ပြီးတော့ဖြုတ်သွားတာပဲချိုးရကြတော့ဒါခဏလေးဝင်ပြီးတော့ကြတော့ဝင်ပြပြီးတော့ကြတော့ပြန်ဖြုတ်သွားကြအားပြီးပါတယ်နေလည်းမြင်ပါတယ်ဒါပေမဲ့ဒါကတော့ online online ဆိုတော့ဘသူ့ကိုမှဘာမှမပြောတာအကောင်းဆုံးပါဘုနာဘာလို့လဲဆိုတော့ဘာပဲရာမှမတည်မြဲလို့ဒီလောက်နိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုကပြစ်ပါမလဲဘာလို့လဲဆိုတော့ follower ဆိုတာကကျွန်တော်တို့အနေနဲ့ကိုကိုကြိုက်လို့လာလောက်တဲ့လူနဲ့ရင်တကားလည်းကျွန်တော်ပြောပြဘူးလေ ိုကိုလာလောက်တဲ့လူနဲ့ကိုကနေပြီးတော့ကြတော့ဒါအပြန်လာလောက်တဲ့လူနဲ့ဒီနှစ်မျိုးပေါ့နော်အဲအပြန်လာလောက်တဲ့လူကြတော့ကိုစီကပြန်မသွားတဲ့ခါမှာသူတို့ကကိုကိုဒါထုတ်သွားမှာပဲတကယ်လို့သူတို့ကနေပြီးကိုကိုကြိုက်နေတယ်လို့လာလောက်တဲ့လူကြတော့ပြန်ခဲ့မယ်အဲခုနောက်ပိုင်းမှာလည်းဒါမလုံးနိုင်ဘူးနော်ဒီဖုန်းတွေကအကြည့်လို့ဆင်မပြေဘူး။ဒါမျိုးလေဆိုတော့ဖုန်းကြည့်မြောက်ခြင်းမျက်လုံးတွေကဆင်မပြေတာရှိ။အဲမျက်လုံးကိုက်ကြတော့ဘာလို့လဲ။အာရုံကြောတွေအားနေတာတော့အဲ့လိုမျိုးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လူတယောက်တည်းနဲ့အကောက်အပေါင်းများစွာ၃၄၅ရပဲထားလိုက်ပါ။အဲ့ဒါနဲ့အကုန်လုံးမကြည့်နိုင်ဘူး။ ပြီးတော့ဒီအပြန်လန်လောက်တယ်ကိုကလုံနိုင်တာဘယ်လောက်လုံနိုင်မလဲတရက်ကို၁00လား၂00လားဘယ်လောက်လုံနိုင်မလဲအဲ့ဒါကိုကကျွန်တော်တို့ကချိန်ပေးရတယ်ဒါအပြန်လန်လုံနေလူတွေပေါ့နော်ဒါကိုလုံနိုင်အောင်လုံပေါ့နော်တကယ်မလုံနိုင်တဲ့ချိန်မှာကျွန်တော်အနေနဲ့ဒါအပြန်လန်ကိုကနေပြီးတော့အပြန်လန်လုံတယ်ပဲထားလိုက်ပါတော့ကလုံနေကြတာပဲဒါလိုမျိုးများကိုမလုံနိုင်တဲ့ချိန်မှာကျွန်တော်အနေနဲ့အခဏလင်းဖို့ပဲနဲ့ဒါရိတ်ရှည်လာနေတာဆိုတော့ပြည်ပြည်နဲ့ပြတ်သွားကြမှာပဲဒါကပြန်လန်လုံနေတဲ့တပါပါတကယ်လို့ကိုကနေပြီးတော့ကိုရဲ့ရည်ချင်တယ်ကိုရဲ့ဆွမ်းဆောင်မှုနဲ့ဒါလုံမယ်ဆိုရင်တော့ဒါရည်ရှည် ဒါခိုင်မာမှုတစ်ခုရလိုက်မယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အစွမ်းစားနဲ့ကိုယ့်ရဲ့ရည်ချင်းနဲ့ဒါလှုပ်ဆောင်တဲ့နေရာမှာကိုယ့်ရဲ့စကေးတွေကိုမြင့်တင်တဲ့နေရာပေါ့နော်ပြောမှဆိုရှင်။ဘူကနေပဲကြွန့်ကျင်မှုတစ်ခုရတဲ့ level တစ်ခုမှအဲလုပ်ငန်းတစ်ခုမှအဲအဲ့လိုမျိုးကိုယ့်ရဲ့ကိုယ်သွားမယ့်လမ်းကြောင်းတစ်ခုမှကိုယ်ကနေပြီးတော့ကျွန်တော်စကေးတွေကိုမြင့်တင်ပြီးတော့ကြာတော့ကျွန်တော်အနေနဲ့ပွားမယ်ဆိုလို့ရှိရင်ဒါ follower တွေလည်းဖြည်းဖြည်းဒါကိုယ်နာမပြင်းပြဲလာမယ်။ဘာဖြစ်လို့လဲဆိုတော့ဘူတို့အနေနဲ့ဘူတအနေနဲ့ရောနောက်ပြီးတော့ခါကြတော့အသွေးကော်တစ်ခုအနေနဲ့ရောပညာတစ်ခုအနေနဲ့ပါရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒါ follower တော့ဖြည်းဖြည်းတိုးလာမယ်။ အဲ့ဒီလိုတိုးလာတဲ့အခါမှာကျွန်တော်အနေနဲ့မဖြစ်မနေဆိုတော့အဲ့ဒီချိန်မှာကျွန်တော်အနေနဲ့ဖြည်းဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့ view တွေ like တွေဒါ comment တွေဖြည်းဖြည်းများလာမှာပေါ့နော်ဒါကတော့နေ့တနေ့ပေါ့ခုလုံနေတဲ့လူတွေကြတော့ဒါပြန်လာလုံနေတယ်ဒါ profile အောက်ကနေပြီးတော့ဘေးပုံစံပြောင်းလာတဲ့လူတွေတော်တော်များများအဒီလိုပဲသွားနေကြတယ်ပြောမစင် personal အနေနဲ့ပဲပုံနေကြဒီကိုရဲ့ပြောမစင် product တစ်ခုပေါ့နော်ဒီကကထုတ်ပုံဆိုတာကကျွန်တော်တို့အနေနဲ့ပြည်စည်းတခုကင်ပြပြီးတော့ရောင်းရတာမဟုတ်ဘူး။ online မှာကကြတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ စကေးတွေပေါ့နော်ကြွန့်ကျင်မှုတစ်ခုခုပြောမှဆိုရင်ရှင်းချက်ပြတာပဲဖြစ်ဖြစ်အားစကားပြောပြီးတော့ညီမတွေကိုဒူးတိုက်ဖြစ်စေတဲ့အရာတွေပြောတာတွေဟာသပိုင်းတွေဆက်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်အရာပဲနေနေဒါကကိုကနေပြောတာ product တစ်ခုပေါ့နော်ကိုကိုယ့်ရဲ့ထုတ်ပုံဖြစ်စေတစ်ခုပဲဒါလေဒီကကိုယ့်ရဲ့ကြွန့်ကျင်မှုတစ်ခုခုချပြဖို့ပဲလို့ပဲအဲ့ဒီချပြတဲ့လမ်းကြောင်းပေါ်မှာသူရသူရတွေသွားဆုလိုက်တာပြောမှဆိုရင်ကိုချပြလိုက်တဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့လူတွေကသူကြက်ရကြက်ရတွေသွားဆုလိုက်တာပဲခုကကအဲ့လိုမဟုတ်ဘဲနဲ့ဒီပြန်လာလုံနေကြတဲ့ဟာတွေကြတော့ ဘယ်လိုပြောမလဲဆိုတော့ကိုပြီးပြီမဲ့ तू ကပြန်မလာတဲ့ခါရှိတယ်က तू ကပြန်လာမှာကိုကမလုံနိုင်တဲ့ခါရှိတယ်ကြာလာတော့ကြာတော့ဒီဟာကရေရှည်သွားဖို့ဟာခိုင်မှမရှိဘူးပင်ပန်းတော့ဘောနစိတ်ပင်ပန်းလိုပင်ပန်းနေဖြစ်နေအဲစိတ်ပင်ပန်းလိုပင်ပန်းဖြစ်လာတဲ့နောက်ပိုင်းမှာကိုရဲ့ပြောမလို့အာရုံကြောအာနေတာလို့မျက်စိအာနေတာဖြစ်လာတာဘာဖြစ်လဲဆိုတော့လူတပုံကြီးကိုတယောက်တည်းနဲ့လိုက်ပတ်ပြီးတော့ကြာတော့လုံနေရတဲ့ခါမှာကွန်မန့်ရေးနဲ့လိုက်ပြီးတဲ့ဆိုတဲ့ကိုကအာလက်ပတ်ပြီးလိုက်လောက်ရတဲ့ခါမှာလူ100လောက်လောက်မနေချိပေးရတယ်တကယ်မှလေဒါဆိုလူ300လောက်ဆိုရင်ဘယ်လိုမှမတတ်နိုင်ဘူးပြီးတော့နောက်ပြီးတော့ကြာတော့ကိုကိုလာလောက်တဲ့လူတိုင်းကိုလှုပ်ပေးဖို့ကလည်းဘယ်လိုမှဆင်မပြေဘူး ဲ့ဒီအတွက်ကြောင့်မလို့ရေရှည်သွားပေါ်ကဒီလမ်းကတော်တော်လေးခက်ခဲတာဘယ်လိုပြောမလဲဆိုတော့အချိန်မပေးနိုင်တာတို့ဒါမလုပ်လိုက်ရတာတို့ချိုးလေကြတော့လေဖြည်းဖြည်းဖြည်းနဲ့ဒါဖတ်သွားတာတို့ကိုဖြုတ်သွားတာတို့အများကြီးရှိအောင်မလို့စဉ်းစားပါတော့ဒါကကိုယ်ကရေရှည်သွားမယ်လို့တရားစင်ငါဘာဘယ်လိုနင်းနေသွားမလဲအဲဘယ်လိုလမ်းကြောင်းဖောက်ပြီးတော့ငါသွားမလဲဆိုတော့စဉ်းစားသိနေပြီပေါ့နော်အခုချိန်မှာဒါမှရေရှည်သွားနိုင်မယ်နောက်မှဆိုလို့ရှိရင်တော့ရေရှည်သွားနိုင်မှာမလွယ်ဘူးပေါ့နော်အဲဒီနေ့ဆိုရင်လည်းမလွယ်ဘူးပေါ့နော်